်ဇကိုင်းတိုင်းဒေသကြီးတပင်းမြို့နယ်အိုထိန်ခွင်းကျေးရွာစာတင်ကျောင်းကိုလုံခြုံရေးတပ်ဖွဲ့များကလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်မှုကြောင့်ဆရာဆရာမနှစ်ဦးအပါအဝင်ကျောင်းသားကျောင်းသူ90ဝန်းကျင်ခန့်ထိခိုက်သေဆုံးခဲ့ကြောင်းတရားမဝင်ပြည်ပြမီဒီယာများကမဟုတ်မမှန်လောက်ကြံရေးသားဖြန့်ဝေလျက်ရှိကြောင်းသိရပါသည် အဆိုပါသတင်းနဲ့ပတ်သက်ပြီးသက်ဆိုင်ရာနယ်မြေကန်လုံခြုံရေးတာဝန်ရှိသူတဦးရဲ့ပြောကြားချက်အရအဆိုပါသတင်းမှာမှန်ကန်မှုမရှိကြောင်းလုံခြုံရေးတပ်ဖွဲ့များအနေဖြင့်ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးဆင်းများနဲ့နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကိုသာစောင့်ရက်ရှိပြီးစေးပြတ်မှတ်မဟုတ်တဲ့နေရာများကိုဘုံကျဲတိုက်ခိုက်မှုများမရှိကြောင်းသိရပါတယ်။နိုင်ငံတော်အစိုးရအနေဖြင့်အနာဂတ်မျိုးဆက်သစ်ကျောင်းသားကျောင်းသူများပညာရေးမြင့်မားစေရေးအတွက် အလေးထားစာဝန်ရရှိသည့်မှာပြည်သူများအသိပင်ဖြစ်ပါကြောင်းအကြမ်းဖက်သမားများကသာ၎င်းတို့အပေါ်ထောက်ခံအားပေးမှုမရှိတဲ့မြို့နယ်ကြီးရွာများအားလက်နက်ကြီးများဒရုန်းများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းအပြစ်မဲ့အရက်သားပြည်သူများအားပြန်ပြေးဆွဲဖမ်းဆီးတပ်ဖြတ်ခြင်းများစာဝန်ရရှိပြီး၎င်းတို့ရဲ့လူမဆန်းတဲ့အကြမ်းဖက်လုပ်ရများကိုဖုံးကွယ်ဖို့နဲ့လုံခြုံရေးတပ်ဖွဲ့များအပေါ်ပြည်သူလူထုမှအထင်မြင်လွဲမှားစေရန်တရားမဝင်ပြည်ပြမီဒီယာများကရည်ရွယ်ချက်ရှိရှိလှုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။ လုံခြုံရေးတပ်ဖွဲ့ဝင်များကလေးချောင်းဖြင့်ဘုံကျဲတိုက်ခိုက်မှုကြောင့်ဆရာဆရာမနှစ်ဦးပါဝင်ចောင်းသားចောင်းသူ90ဦးဝင်ကျင်ခန့်ထိခိုက်ဒေဆုံးခဲ့ကြောင်းတရားမှုဝင်ပြည်ပြမီဒီယာများကမဟုတ်မမှန်လုံခြုံရေးတာဖြန့်ဝေလျက်ရှိကြောင်းသိရှိရပါသည်အဆိုပါသတင်းနဲ့ပတ်သက်ပြီးတန်ဆာယာနေမြေကလုံခြုံရေးတာဝန်ရှိသူတူရဲ့ပြောကြားချက်အရအဆိုပါသတင်းမှာမှန်ကန်မှုမရှိကြောင်း ုံချုံရီတပ်ဖွဲ့ဝင်များနေဖြင့်ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်များနဲ့နေမြေဒေသတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကိုသာဆောင်ရွက်လျက်ရှိပြီးစည်ရေးပြည့်မှတ်မဟုတ်တဲ့နေရာများကိုဘုံကျဲတိုက်ခိုက်မှုများမရှိကြောင်းသိရှိရပါသည်။နိုင်ငံတော်ဆိုရနေဖြင့်အနာဂတ်မျိုးဆက်တဲ့အပေါင်းသားလူငယ်များပညာရေးမြင့်မားစေရေးအတွက်အလေးထားဆောင်ရွက်လျက်ရှိသည်မှာပြည်သူများအသိပင်ဖြစ်ကြောင်း အကြမ်းမဲ့သမားများကသာ၎င်းတို့ပေါ်ထောက်ကန်အားပေးမှုမရှိတဲ့မြို့နယ်ကြီးရွာများကိုလက်နက်ကြီးများဒရုန်းများဖြင့်ပြစ်ခတ်တိုက်ခိုက်ခြင်း အပြစ်မဲ့အရက်သားပြည်သူများကို ပြန်ပေးဆွဲဖမ်းဆီးတပ်ဖြတ်ခြင်းများဆောင်ရွက်လျက်ရှိပြီး၎င်းတို့ရဲ့လူမဆန်တဲ့အကြမ်းဖက်လုပ်ရပ်များကိုဖုံးကွယ်ရန်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ်ပြည်သူလူထုမှ အထင်မြင်လွင်မောက်စေရန်တရားမဝင်ပြည်ပြမီဒီယာများကရည်ရွယ်ချက်ရှိရှိလုံခြုံရေးသာဖြန့်ဝေနေခြင်းသာဖြစ်တယ်လို့သတင်းရရှိပါရရှင်။